အခုအချိန်နေရတော့လေတကယ်တော့တော့ဘတ်နှစ်ဘတ်ပဲရှိတော့နော်ဒီအစစ်တပ်ဆိုလေဒါစစ်တပ်ရဲ့ဘတ်ရှိရဲတော်လိုင်းဆိုလေတော်လိုင်းဘတ်ရှိရဲအဲ့တော့နှစ်ဘတ်လုံးကတော့ဟိုစစ်တိုက်နေကြတာပဲစစ်တိုက်နေကြတဲ့အားပြိုင်နေကြတယ်ပေါ့နော်ဆိုတော့အားပြိုင်တဲ့အခါမှာဒီစီးရရလည်းအားပြိုင်မှုရှိတယ်နိုင်ငံရေးရလည်းအားပြိုင်မှုရှိတယ်နောက်ကလူတို့ရဲ့ပြည်လူတို့ရဲ့ ideology ပါလဲသူတို့ကစစ်ခင်းတာပဲအဲ့တော့သူတို့ကလည်းသူတို့အနေနဲ့ဒီလူတို့ရဲ့ ideology ကိုစစ်ခင်းလို့ရနိုင်မလားဆိုတော့အဲ့အမြဲတမ်းစဉ်းစားရတယ် အစခင်မှုအတွက်ကဒီအသုံးပြုစရာဒီနေရာတွေပေါ့နော်အသုံးပြုချက်နေရာတွေကဘာသာရေးတွေအဲ့တော့ကျွန်တော်နိုင်ငံသားတွေဟာဘာလို့ကြသလဲလူစုလူဝေးလုပ်တဲ့နေရာပေါ့နော်ဘာလို့ကြသလဲဘာသာရေးတွေမှာဆိုကျွန်တော်လူစုလူဝေးရှိတယ်ဘာသာရေးကောင်းဆောင်နေတဲ့စကားတွေဆိုများသောအားဖြင့်နားထောင်နေနောက်တစ်ခါဒီအာဒီတရုတ်ဆောင်တွေပေါ့နော်ဒီ influencers တွေဟာကိုနားထောင်နေအခုဆိုရင်သူတို့က influencer တွေကိုတုံးတာမရှိသေးဘူးပေါ့နော်အနေနဲ့ရှားနေသေးတယ်ပေါ့နော်ဒီတရုတ်ဆောင်တွေကိုပဲသူတို့ပို့ပြီးတော့ဒီတုံးနေတာမျိုးရှိတယ်အဲ့တော့ဟို ြန်ပြီးချုပ်ရပြောလို့ရှိရင်တော့ကျွန်တော်တို့တွေကဒါနှစ်ဖက်ကစစ်ခင်းနေကြတာပဲဖြစ်သွားတယ်။နိုင်ငံရေးအရာလည်းသူတောင်းလျှောက်သူတို့လုပ်နေတယ်မသူတို့လုပ်နေ။အခုနပြောလို့ပဲဝါရရေးရာအရာလည်းသူတို့တောင်းလျှောက်စစ်တိုင်းမှာပဲ။အဲ့တော့ဘသူတွေကဘသူဘက်မှာဝင်ပြီးတော့ဟိုတိုက်ကူမှာလေဆိုတဲ့အဖြေပေါ့နော်။အဒီဒီဟာကွာသွားတာပေါ့။အဲ့တော့ဟိုဒီစစ်တပ်ရဲ့ရန်နေရာအောက်မှာနေရဆိုလို့ရှိရင် ီစစ်တပ်ဘက်ကနေပြီးတော့တိုက်ကူရတဲ့ပုံစံပြတနည်းအားဖြင့်ပြောရင်သူတို့ကိုစစ်ထဲသာမတွင်းလိုက်တာဒါတပ်သားတစ်ခုတပ်သားအနေနဲ့ပဲအုံချသွားတာစစ်တပ်ကတော့တောက်လျှောက်တာကိုသူတို့လုံနိုင်တယ်မြတ်ကျွန်တော်တို့လုံနေအောင်ပါပဲခင်ဗျအာဆိုတော့သူတို့အနေနဲ့ကတော့ဖြစ်နိုင်လို့ရှိရင်ဗျာဟိုဟို ဒီနိုင်ငံတော်ရဲ့ပေါ့နော်ဟိုတမရဖြစ်ချင်တဲ့သူနဲ့နိုင်ငံတော်ရဲ့အစိုးရဖြစ်ချင်တဲ့လူဆိုရဲဖြစ်တဲ့ခါကျတော့နိုင်ငံသားတွေအကုန်လုံးသူတို့ထောက်ခံတော်လူချင်တဲ့ယောဂါမျိုးသူတို့မှာရှိတယ်။အဲ့တော့သူတို့ဟာသူတို့မထောက်ခံတဲ့လူတွေထောက်ခံလာအောင်သူတို့တောက်လျှောက်စူးစမ်းဖို့ရည်ရွယ်နေတာဖြစ်ပါတယ်ခင်ဗျ